ဆရာလင်းတိုင်းညမြမမြီဟာကြော်ကြားတဲ့ famous motivator and best selling author တယောက်ဖြစ်ပြီးတော့မြမ Land Management Institute ရဲ့ CEO နဲ့ founder တယောက်လည်းဖြစ်ပါတယ်။ဆရာအနေနဲ့မြမပြည်အနှံ့အစားပေးဟောပြောပွဲများ seminar workshop ပေါင်းများစွာဟောပြောပို့ချပေးနေပြီးတော့ media များမှလည်း talk show ပေါင်းများစွာထုတ်လွှင့်တင်ဆက်ပေးနေပါတယ်။အခုအစီအစဉ်ဟာဆရာရဲ့လင်းတိုင်းညွန် success talk show program ဖြစ်ပါတယ်ရှင်။ မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဆိုင်းရေးဆရာလင်းတိုင်မြုံမြန်မာမြေဖြစ်ပါတယ်ဒီအဆီဇင်လေးကတော့ကျွန်တော်ရဲ့ပရိသတ်တွေမိတ်ဆွေတွေကိုဘဝအောင်မြင်တဲ့စီမံခန့်ခွက်မှုဆိုင်ရာအသိတုဒ္ဒတွေကိုမျှဝေပေးတဲ့ Success Talk ဆိုတဲ့အဆီဇင်လေးဖြစ်ပါတယ်ခင်ဗျာ Flash out your target markets လူတိုင်းမှာ customer ရှိတယ်လူတိုင်းမှာ customer ရှိတယ်လင်းတိုင်မြုံမှာ customer ရှိတယ်ကျွန်တော်စာအုပ်ဖတ်တဲ့သူတွေเนาะကျွန်တော်တို့အပြန်ရောက်ရင်ပြန်ဝယ်သွားပါကျွန်တော်စာအုပ်ဖတ်ရင်တေချာမအောင်မြင်ပါ Target customer ရှိတယ်ကျွန်တော်တို့เนาะ အဲ့လိုပဲစာတင်တဲ့သူမှလည်းတပည့်ဟာ customers ပဲကျွန်တော်တို့ကလူတိုင်းမှာ customer မရှိတဲ့သူတယောက်မှမရှိဘူးအလုပ်တစ်ခုကိုလုပ်ရင် customer တယောက်ရှိတယ်ကျွန်တော်တို့ကအဲ့တော့2015မှာကိုယ့်ရဲ့ target customer ကိုပြန်ကြည့်ပါကိုယ့် target customer ဘယ်သူတွေလဲဒါဆိုရင်ကပောက်မှာနာမည်ကျော်လေကြောင်းလိုင်းတစ်ခုရဲ့ကြော်ညာပါ traveler passenger သူပြောတာတယ်ခီးတယ်လားအဲ့တယ်လား no gas traveler လည်းမဟုတ် passenger လည်းမဟုတ် gas ကျွန်တော်တို့ကအဲ့တော့ 2015မှာကိုယ့်ရဲ့ customer အစ်စ်တွေကဘယ်သူတွေရှိမလဲကျွန်တော်တို့ပြန်ပြီးတော့ flag shop လုပ်ဖို့လိုပါတယ် target market ကိုတိတိကျကျလုပ်ဖို့လိုပါတယ်လူတိုင်းကိုရောင်းမယ်လို့ပြောရင်တင့်ပစ္စည်းဘယ်တော့မှမရောင်းရပါဘူးကမ္ဘာမှာနာမည်အကြီးဆုံးဖြစ်တဲ့ Facebook တောင် Facebook ရဲ့ customer ဘယ်သူလဲလို့ပြောရင်ကျွန်တော်တို့ဖြေရခက်တယ်ဒါပေမဲ့ Facebook တောင်စလုံးလုံးချင်းမှာ target customer သည် Harvard တက္ကသိုလ်ကျောင်းသားတွေပဲဖြစ်ပါတယ်အဲ့ရနေတစင်မှာ expand လုပ်သွားတာဖြစ်ပါတယ်။ဒါကြောင့် target market ဟာကျွန်တော်တို့အတွက်အရေးကြီးပါတယ်။ မင်္ဂလာပါဒီနေ့ကျွန်တော်တို့ဆွေးနွေးမယ့်ခေါင်းစဉ်ကတော့ marketing ရဲ့သဘောတရားများဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ် marketing ဆိုတဲ့စကားလုံးကိုကြည့်ရှုနေကြတဲ့သူတွေအနေနဲ့ရင်းနှီးတဲ့စကားလုံးတစ်ခုဖြစ်မယ်လို့ယုံကြည်ပါတယ်ကျွန်တော်တို့မွေးကလေးက marketing ဆိုတဲ့စကားလုံးကိုကျွန်တော်တို့နေတိုင်းကြားနေရတာပါတကယ်တော့ကျွန်တော်တို့ဘဝအောင်မြင်မှုအတွက်တော့လကောင်းမိတ်ဆွေတို့ရဲ့စီးပွားရေးအောင်မြင်မှုအတွက်တော့လကောင်း marketing ဆိုတဲ့အတက်ပညာအလွန်ကြီးကြည်ပါတယ်ကျွန်တော်နိုင်ငံမှာမြန်မာစီးပွားရေးလုပ်ငန်းရှင်တချို့တွေဟာစီးပွားရေးလုပ်နေတယ်သို့သော်ကျွန်တော်တို့ marketing advertising budget ကို ျွန်တော်တို့သုံးဖို့အတွက်လက်တွန်နေပါတယ်တကယ်တကယ်မိတ်ဆွေဟာစီးပွားရေးလှုပ်ပြီးမကြော်ညာခြင်းဟာအမောင်တဲကနေကောင်မလေးတယောက်ကိုမျက်စိမိတ်ပြနေတာ ਨੇ အတူတူပါပဲမိတ်ဆွေလို့သမျှထိရောက်မှုဟာ marketing လှုပ်ခြင်းပေါ်မှာအများကြီးတာတော့ပါတယ်အဲ့တော့ကျွန်တော်တို့ဒီကနေ့ကျွန်တော်ဆွေးနွေးခြင်းတဲ့ခေါင်းစဉ်ကတော့ marketing ဆိုတဲ့စကားလုံးကိုပြီးရတဲ့အချိန်လေးအတွင်းမှာကျွန်တော်ရှိရှိနေတဲ့သူတွေအနေနဲ့အတိတ်တုဒ္ဒတစုံတရာရတော့အောင်ဆွေးနွေးမှာဖြစ်ပါတယ် ဒီနေရာမှာပထမဆုံးဆွေးနွေးကြတာကတော့ကျွန်တော်တို့က education ဆိုတဲ့စကားလုံးနဲ့ training ဆိုတဲ့စကားလုံးကိုကွဲပြားအောင်ဆွေးနွေးကြပါတယ်။ကျွန်တော်တို့မူလတန်းတုန်းကကျွန်တော်တို့သင်ရတဲ့အခါအကြောင်းကို ရောက်သွားတယ်။ဘာတွေသင်ရလဲဆိုတော့ basics education အခြေခံပညာရေးအလဲတန်းရောက်လာတဲ့ကျွန်တော်တို့ဘာသင်ရလဲ basics education အထက်တန်းရောက်လာတဲ့ basics education အေးကျွန်တော်တို့ဆယ်တန်းအောင်သွားပြီတက်ကတော့ရောက်သွားပြီ။ဘာသင်ရမလဲကျွန်တော်တို့ကြည့်လိုက်တယ်။ higher education ကျွန်တော်တို့ဟာ education ဆိုတဲ့စကားလုံးနဲ့ပဲတန်တရားလည်နေပါတယ်။အော်ကျွန်တော်တို့လုပ်ငန်းဝင်တွေရောက်တော့ကျွန်တော်တို့ဘာသင်ရလဲလို့ကြည့်လိုက်တော့ training သင်တန်းဖြစ်လာပါတယ်။ So what difference between education and training? Education and training ဘာကွာပါလဲ။ဒီနေရာမှာကျွန်တော်အရှင်းဆုံးအပြတ်သားဆုံးရှင်းလင်းအောင်ကျွန်တော်ဥပမာတစ်ခုပြောချင်ပါတယ်။အနောက်နိုင်ငံကတက်ကူတွေအကြောင်းနေမှာတော့ကျွန်တော်တို့အားလုံးသိတဲ့အတိုင်း sex education ဆိုတာကျွန်တော်တို့သင်ရပါတယ်။ ျောင်းမှာ sex education ကလေးတွေကို early marriage စောစောစီလက်ထပ်တာမျိုးတွေနည်းသွားအောင်သင်ရတယ်။ sex education ကိုအကျောင်းမှာသင်လို့ရပါတယ်ကျွန်တော်ဆရာတယောက်အနေနဲ့အကယ်၍ကျွန်တော်ကဆရာတယောက်အနေနဲ့ sex training သွားသင်ရင်ကျွန်တော်ဂျေးထဲရောက်သွားပါလိမ့်မယ်အချုပ်ထဲရောက်သွားပါလိမ့်မယ် it's a main difference between education and training ပါ our education ဆိုတော့သူရဲ့အဆင့်အတိုင်းသင်ရပါတယ် basic ဆိုမရရင် advanced ဆိုတက်လို့မရပါဘူး intermediate ကိုတက်လို့မရအောင်ကျွန်တော် training ဆိုတာက လူကြီးမင်းတို့ရဲ့လုပ်ငန်းခွင်တွေမှာလိုတဲ့ skill ဆို short to the point ကျွန်တော်တို့သင်ပေးတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီအစီအစဉ်လေးအတွင်းမှာ marketing ဆိုတဲ့ concept ကိုမိဘပြည်သူများရသွားအောင်ကျွန်တော်ကပြောချင်တာဖြစ်ပါတယ်။အဲကျွန်တော်ဒီနေရာမှာ marketing နဲ့ပတ်သက်ပြီးပထမအဦးဆုံးသိရမယ့်အကြောင်းတစ်ချက်ကတော့ people don't naturally buy new things ဆိုတဲ့ကလုံးဖြစ်ပါတယ်။လူတွေဟာသူတို့ရဲ့သဘာဝအတိုင်းပစ္စည်းအသစ်တွေကိုဘယ်တော့မှဝယ်လို့မရှိပါဘူး။ refrigerator အစ်တစ်ခုထွက်လာတယ် iPhone 7ထွက်လာတဲ့မိတ်ဆွေ marketing လုပ်ပေးတဲ့ဒီပစ္စည်းကိုမိဘပြည်သူများဟာမဝယ်နိုင်ပါဘူး။ဒါကြောင့်မို့ကျွန်တော်တို့ဟာဒီကနေ့ခေတ်ဟာတချို့တွေကပြောကြတယ် dead of demand ကျွန်တော်တို့ဝယ်လိုအားသေသွားတဲ့ခေတ်ဖြစ်သွားပြီ။လူတွေဟာ demand ဟာ market တော်တော်များများ saturate တည်ငြိမ်သွားပြီးမြဲသွားပြီလို့ပြောကြပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့က marketing ဆိုရယ်ပညာရဲ့ပေါ်ပေါက်လာတာဖြစ်ပါတယ်။ marketing ဆိုရယ်ပညာရဲ့တကယ်တကယ်ပေါ်ပေါက်လာတဲ့ပုံစံကိုကကျွန်တော်တို့ဟာသိပြီးတော့အများကြီး အံ့ဩစရာကောင်းပါတယ်။ကောင်းနေစင်မှာအရင်တုန်းက marketing ဆိုတဲ့ department မရှိပါဘူး။ sales ဆိုတဲ့ department မှာရှိပါတယ်။ company တိုင်း company တိုင်းမှာ sales department ဟာအမြဲတမ်းရှိပါတယ်။ sales မရှိတဲ့ company မရှိပါဘူး။ဘာဖြစ်လို့လဲစီးပွားရေးလှုပ်ခြင်းဟာ product တော့၎င်း service တော့၎င်းကျွန်တော်တို့ဟာတစ်ခုခုကိုရောင်းနေရတဲ့အတွက်ဖြစ်ပါတယ်။အဲ့တော့ company တွေမှာဘာဖြစ်လို့ marketing ဆိုတဲ့ဒီ department ဟာပေါ်ပေါ်လာပါတယ်လေအကြောင်းပြချက်၃ရက်ရှိပါတယ်ပထမတစ်ချက် sales department ကလူများဟာဒီသူတို့မလုပ်ချင်တဲ့အလုပ်သုံးခုရှိတယ်။အဲ့ဒီအလုပ်သုံးခုကို လုပ်ဖို့အတွက် bonds of marketing department marketing ဌာနဆိုတာပေါ်လာတာဖြစ်ပါတယ်။ပထမအဆုံးတစ်ချက် sales department ကလူတွေကဘာကိုမလုပ်ချင်လဲ conduct customer research သူတို့ customer နဲ့ပတ်သက်ရင်သူတည်တနာမလုပ်ချင်ပါဘူး။ they 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 don't do, they can't do the market research customer research ဒုတိယတစ်ချက်သူတို့ဒီ လုတ်စီကိုသူတို့မလုတ်ချင်လုတ်စီဆိုတာဘာလဲဝဲတဲ့သူတွေဆိုင်ထဲကိုဝင်လာမယ်ဝဲတဲ့သူတွေရောက်လာအောင်လို့ပေါ်ရည်ပြငါဆိုပြောဆိုရမယ် customer တွေနဲ့ deal လုပ်ရမယ်သူတို့ရဲ့ sales contract တွေ proposals တွေဒါတွေကိုကျွန်တော်တို့ညှိနှိုင်းပေးရဒါတွေကို sales လူတွေကမလုတ်ချင်ပါဘူးသူတို့ဘာပဲလုတ်ချင်လဲရောင်းညင်နဲ့ပတ်စံသိမ့်ညင်တတိယတစ်ချက်သူတို့မလုတ်ချင်တဲ့ကိစ္စကတော့သူတို့ brochures တွေ flyers တွေ promotional materials တွေကို prepare သူတို့ဒါမလုတ်ချင်ပါဘူး နောက်တစ်ခါ promotion တွေကိုသူတို့ arrange events တွေ mega events တွေ broadcasting တွေကျွန်တော်တို့ mainstream ဖြစ်တဲ့ television tv channel broadcast media ပေါ်မှာရိုက်ထုတ်လွှင့်တာတွေကျွန်တော်တို့မြို့ပပြည်သူများအခုကြည့်နေတဲ့ broadcast မဟုတ်တဲ့ unicast တယောက်ချင်းကြည့်တဲ့ second stream media ပေါ်မှာကြည့်တာတွေဒါတွေကိုသူတို့မလုပ်ချင်ပါဘူးဒီအလုပ်သုံးခုကို လုပ်ဖို့အတွက် marketing ဆိုတဲ့ဌာနဟာပေါ်ပေါက်လာတာဖြစ်ပါတယ်အော်ဟုတ်ပြီဒါဆိုကျွန်တော် today marketing organization စီမှာ ဘလို့ယာတူးမျိုးတွေဟာလုပ်နေကြလဲကျွန်တော်တို့ပထမအဦးဆုံးအမြင့်ဆုံးအဆင့်မှာ C level management မှာတော့ Chief Marketing Officer ဆိုတာရှိပါတယ်အဲ့ဒါကိုကျွန်တော်တို့ဘာလို့ခေါ်လဲဆိုတော့ CMO လို့ခေါ်ပါတယ်တချို့ကလည်း Marketing Director လို့ပြောပါတယ်ကျွန်တော် Marketing Director ဆိုတော့ဇကလုံးကိုထက်ဒီ CMO ဆိုတဲ့ဇကလုံးကိုကြိုက်ပါတယ်အဲသူရဲ့အောက်မှာတော့ရှိတဲ့ယာတူးတွေကတော့ brand manager တွေကျွန်တော်တို့ရှိပါတယ် category manager တွေရှိပါတယ် အော်တချို့ကံပီများကြတော့လဲ marketing management manager ဆိုခေါ်ပါတယ်တချို့ကြတော့လဲ distribution channel manager ဆိုတာမျိုးရှိပါတယ်တချို့က pricing manager လို့သုံးတဲ့ကုမ္ပဏီတွေလည်းရှိပါတယ်တချို့က marketing communication manager လို့သုံးပါတယ်တချို့ကြတော့ database manager တချို့ကြတော့ direct marketers တချို့ကြတော့ internet and social media manager ဆိုပြီးသုံးနေရှိပါတယ် ဒီနေရာမှာ marketing ဆိုတဲ့ concept ရဲ့သဘောတဘာဝကသူတို့ဒီဘာတွေကိုလုပ်မလဲအဓိကအားဖြင့် customer များကို ကျွန်တော်တို့ဟာကျွန်တော်တို့ပစ္စည်းတွေကိုသုံးလောက်အောင်လုပ်တာဖြစ်ပါတယ် sales ရဲ့အဓိကရွယ်ချက် marketing ရဲ့အဓိကရွယ်ချက်ကမိတ်ဆွေရဲ့ product service ကို customer တွေဝယ်လောက်အောင်လုပ်တာမဟုတ်ပါဘူးသုံးလောက်အောင်လုပ်တာဖြစ်ပါတယ်မိတ်ဆွေဟာမိတ်ဆွေရဲ့ product service ကို customer တွေသုံးလောက်အောင်လုပ်နိုင်ရင်မိတ်ဆွေတစ်သက်လုံးရောင်းလို့ရပါတယ် ကမ္ဘာမှာရှိတဲ့ Titan Brand တွေအားလုံးအဒီတိုင်းပါပဲဒီကနေ့လင်းတိုင်းညွန်ကျွန်တော်ဟာကျွန်တော်စာအုပ်တွေကိုရောင်းနေတာမဟုတ်ပါဘူးကျွန်တော်ရဲ့စာတွေကိုဖတ်လာအောင်လုပ်တာဖြစ်ပါတယ် မိဘပြည်သူများကျွန်တော်စာဖတ်လာပြီလို့ပြောကျွန်တော်စာအုပ်တွေတစ်သလုံးရောင်းလို့ရပါတယ်ကျွန်တော်သင်တန်းတွေသင်လို့ရပါတယ်ဟောပြောပွဲတွေပြောလို့ရပါတယ်ဒါကြောင့်မိတ်ဆွေတို့ကို marketing နဲ့ပတ်သက်တဲ့နောက်ထပ်အရေးကြီးတဲ့ concept ကတော့မိတ်ဆွေတို့မိုးရင်းကားပဲရောင်းရောင်းမိတ်ဆွေတို့ဝတ်သားထုတ်ထုတ်ပဲရောင်းရောင်းမိတ်ဆွေတို့အေးအေးပဲရောင်းရောင်းရွှေဆိုင်ပဲဖွင့်ဖွင့်မိတ်ဆွေရဲ့ product ကိုရောင်းနေတာမဟုတ်ပါဘူးမိတ်ဆွေရဲ့ product တွေ service တွေကို customer တွေသုံးလောင်လို့တာဖြစ်ပါတယ်ဒါဟာ marketing ရဲ့အသက်ဖြစ်ပါတယ်ဒီနေရာမှာလေကျွန်တော်တို့ဟာ marketing လုပ်ပြီးဆိုရင် value တစ်ခုကို customer နဲ့ကျွန်တော်တို့ရောင်းတဲ့သူ ျွန်တော်တို့ sellers နဲ့ဝယ်တဲ့သူ buyers အကြာ value exchange လုပ်တာဖြစ်ပါတယ် customer များဟာပစ္စည်းတစ်ခုကိုဝယ်တဲ့အချိန်မှာသူတို့စီမှာအမြဲတမ်း expectation ရှိပါတယ်အဲ့ဒါကိုကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုတော့ဒီ customer ရဲ့ expectation buyer expectation လို့ခေါ်ပါတယ်အ ਨੇ ဆုံးတော့တရာတန်တဲ့ပစ္စည်းတစ်ခုကိုဝယ်ရင် customer ဒီတရာဖို့မျှော်လင့်ပါတယ်အဲ့ဒီဒီပစ္စည်းကိုတရာဖို့ value ပြန်ပေးနိုင်ရင် they satisfying ဖြစ်ပါတယ်ဒါပေမဲ့ next time purchase နောက်တစ်ချိန်ဝယ်ဖို့မသေးကြပါဘူး အကယ်၍များတရားဝယ်တဲ့ပစ္စည်းတစ်ခုကို80ဘိုးလောက်ပဲများ value ပေးနိုင်ရင် customer သည် dissatisfied မကြည်နဲ့တော့ပါဘူး dissatisfied customer သည်ဒီကနေ့ခင်မှာတိတ်ကြောက်ဖို့ကောင်းပါတယ်ဘာဖြစ်လို့လဲ the word of mouth သူမကြည်နဲ့တာကို like ပြော like ပြောအရင်တော့လူတယောက်ကိုမကြည်နဲ့အောင်လုပ်လိုက်ရင်လူတရားလောက်ပဲဒီသတင်းဟာ message ကပြန့်နေနိုင်တယ် ဒီခေတ်ကျတော့ customer တွေရဲ့ budget ရှိမှာ Facebook ဆိုတဲ့ online ကြီးရှိပါတယ်။ဒီနေ့မိဘပြည်သူများကြည့်နေတဲ့ YouTube ဆိုတဲ့ online ကြီးရှိပါတယ်။အဲ့ဒီ digital megaphone ကြီးက customer ရဲ့ budget ရှိကိုတွားလိုက်တော့လူပေါင်းတသိန်းနဲ့ဖြစ်နိုင်တယ်၊တသန်းနဲ့ဖြစ်နိုင်တယ်။ဒီကနေ့ Facebook media ကြောင့်မြန်မာနိုင်ငံ business တွေမှာတချို့ဖြည့်ရှင်းရတဲ့ case တွေအများကြီးကိုမိဘပြည်သူများအသိဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့က customer ကို dissatisfied ဖြစ်အောင်လုပ်ချင်းရ company အတွက် cost အလွန်များပါတယ်။ဟုတ်ပြီဒါဆိုရင် customer ဒီဘယ်ချိန်မှာ โอ้ delight ဖြစ်မလဲ wow factor လို့ကျွန်တော်တို့ကခေါ်တယ်ကျွန်တော်တို့ product ကျွန်တော်တို့ service ဆိုမြင်လိုက်တယ် ਨੇ customer ကโอ้ဒီလိုဖြစ်သွားအောင်ကျွန်တော်တို့ဘယ်လိုလုပ်မလဲသူတရားဖေးထားရင်ကျွန်တော်တို့ကတရားထက်ပိုတဲ့တန်ဖိုးပြန်ပေးဖို့လိုပါတယ်ဒါကျွန်တော်ဘဝအောင်မြင်ဟောပြောပွဲတွေမှာလည်းပြောပါတယ်ဝန်ထမ်းတွေအနေနဲ့လာကတသိန်းရတဲ့သူကတသိန်းခွဲဖို့လုပ်ပေးပါလာကနှစ်သိန်းရတဲ့သူကလေးသိန်းဖို့လုပ်ပေးနိုင်အောင်ကြိုးစားပါဟာကျွန်တော်တို့ကဘာလို့အလုပ်ရှင်အတွက်ပို့လို့ပေးရမှာလဲကျွန်တော်တို့ဒီလိုအလုပ်ရှင်တွေအတွက်လုပ်မပေးနိုင်ဘူးကျွန်တော်ဝန်ထမ်းတွေကိုအမြဲတမ်းပြောပါတယ် ဒါသည်ကျွန်တော်တို့ဟာအလုတ်ရှင်အတွက်လုတ်ပေးနေခြင်းမဟုတ်ပါမိမိရဲ့အနာဂတ် future အတွက် invest invest လုပ်နေခြင်းလားဖြစ်ပါတယ်ကိုရတဲ့ပတ်စံထက်ပိုလုတ်ပေးနေခြင်းလုတ်ပေးနေခြင်းဟာအလုတ်ရှင်အတွက်လုတ်ပေးနေတာမဟုတ်ပါဘူး invest your future တင်းရဲ့အနာဂတ်အတွက်ရင်းနှီးမြှုပ်နှံနေတာဖြစ်ပါတယ် ကျွန်တော်တို့ရဲ့ professional image အတွက်ရင်းနှီးမြှုပ်နှံနေတာဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့ဟာ professional fee 2သိန်းရယ်3သိန်းဖို့လုပ်ပေးပါ10သိန်းရယ်3 20ဖို့လုပ်ပေးပါ within 5 to 10 years အတွင်းမှာ you are the brand သင်ဒီ brand ဖြစ်လာလိမ့်မယ် if you are brand you no need to find the what သင်အလုတ်ရှာစရာမလိုတော့ဘူးအလုတ်ကသင်နောက်ကိုလိုက်လာမှာဖြစ်ပါတယ်ဒါဆိုရင်သင်ဒီအောင်မြင်တဲ့ marketing ဆိုင်ရာတခြားသော management ဆိုင်ရာအောင်မြင်တဲ့ professional တယောက်အနေနဲ့သင် professional fee အတွင်းမှာရည်တည်နိုင်မှာဖြစ်ပါတယ် ဒီ season လေးကိုကြည့်ရှုတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်။ဒီ success stock အစီအစဉ်နဲ့ပတ်သက်ပြီးတော့ဆွေးနွေးစရာလေးတွေရှိမယ်၊မေးမြန်းစရာလေးတွေရှိရင် အောက်မှာ comment ရေးခဲ့ပေးဖို့ရပါတယ်။ဒီ season လေးကကျွန်တော်တို့အပတ်စဉ်ထုတ်လွှင့်မဲ့ season လေးဖြစ်တဲ့အတွက်ပုံမှန်ကြည့်ရှုနေတဲ့ဆိုရင်တော့ကျွန်တော်ရဲ့ link တိုင်းညွန် TV ဆိုတဲ့ account မှာ subscribe လုပ်ပြီးကြည့်ရှုနိုင်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ We must work together. We must build our nation.